ောက်ခုကကြတော့ cancer နော် cancer သမားလေးတွေအတွက်ဂျွန်လဂျူလိုင်းပေါ့နော်အဲဂျူလိုင်းတက္ကလုံစားအတွက်အဟောလေးပေါ့ January ပဲနော်အဲ့တော့ဒါက collective message ပဲဖြစ်တယ်ဆိုတော့တိုက်ဆိုင်ရင်တော့ယူကြပေါ့ရှင်ကျွန်မ collective အနေနဲ့ဖတ်ပေးတာပါအဲ့တော့ cancer ဆိုတော့ cancel သမားလေးတွေရေရှိတယ်ဆိုရင်နားထောင်နေရဆိုရင်ဇွန်လလာအတွက်ဒါရှင်းတို့အတွက်ပါ January လေးပါမှာအထွေထွေလေးဟောပေးမှဖြစ်ပါတယ် Six of cups, ten of cups. Okay. အဲ့တော့ cancer သမားလေးတွေရေ ဒီဇူလိုင်ဇူလိုင်လထဲမှာဗာလီအမြန်စီစဉ်ထားကြပြီလေအဲ့တော့ဒီမှာကတ်တဲ့ရဆိုရင်စစ်စော်ကတ်ကိုယ်နေနဲ့အခွင့်လန်းခွင့်ရေးတွေပေါ့နော်မြစ်တာတရားကိုအခြေခံပြီးတော့မှကိုယ်လာပြီးတော့အခွင့်အခွင့်ရေးတွေချိုးအိမ်တော့အိမ်တော့ရှိတဲ့သူလေးတွေခြေရင်းမြစ်တာရဲ့ခြေရင်းနဲ့ပတ်သက်ပြီးတော့ပို့ပြီးတော့မှစုပြေလာမယ်အရင်တော့ကကိုယ့်ရဲ့အိမ်တော်ဘက်ကကိုယ်နားလည်မှုလွဲနေတာမျိုးလေးတွေကဒီလမှာပို့ပြီးတော့မှ အဆင်ပြေချောမွေ့တာမျိုးလေးဖြစ်လာနိုင်ချေရှိတယ်။ကျိုးအိမ်တော်ရှိတဲ့ single လေးတွေနဲ့ကို propose အာဒီအခြေလာဆိုရတာမျိုးပေါ့နော်မေတ္တာပေးလို့မေတ္တာပြန်ရတဲ့ဟာမျိုးတွေအဲရောက်လာတတ်တယ်။တချို့အာ relationship ရှိတဲ့ကိုလက်ထက်ခွဲတောက်ခံတာမျိုးလေးပေါ့နော်ကိုနဲ့နေရဘွားအတူတူအဲ တအိမ်တောင်တိဆောက်ဖို့အတွဲကိုရဲ့ချစ်တဲ့သူတွေနဲ့စီစဉ်ရတာမျိုးဒါမှမဟုတ်ကိုယ်လာပြီးခွင့်တောင်းတာမျိုးဒါမှမဟုတ်အဲ့ဒါအိမ်နဲ့ပတ်သက်ပြီးကိုယ်ကမ်းလှမ်းတာမျိုးလေးတွေကြုံရတတ်ပါတယ်အဲ့တော့တပြိုင်တည်းထဲမှာလည်းမိသားစုအလိုက်ပေါ့နော်ပျော်ရွှင်ရတဲ့အရာတွေကိုယ့်ရဲ့မိသားစုအလိုက်ကိုယ်ပျော်ပျော်ရွှင်ရွှင်နဲ့ပျော်ရွှင်ရမယ့် ပုံလေးလည်းတွေ့ရပါတယ်အဲ့တော့ကန်ဆာသမားလေးအနေနဲ့ဒီခုနှစ်လပိုင်းနဲ့မာမီသားစုနဲ့ပြန်လဲဆုံစည်းရတာမျိုးဒါမှမဟုတ်ရင်တချို့ကိုယ့်ရဲ့အောင်ပွဲတွေပေါ့နော်ကိုယ့်ရဲ့ဒီ celebration တွေဒါမှတချို့ကျတော့ family ခဏပြောရဲပျော်ပွဲရှင်ပွဲလေလောက်ရမျိုးချိုးကျော်ခဏပြောရဲအဲမင်္ဂလာဆောင်တို့မိသားစုကြီးပြန်ဆောင်တာမျိုးအလူလှုပ်လို့မိသားစုကြီးပြန်ဆောင်ရတာမျိုးဓာမုံမိသားစုတွေမထင်မှန်ဖိုင်းထားထားပဲနေမိသားစုအတူတူကစုံရှိစုံစည်းရတဲ့ပွဲလမ်းတပင်မျိုးလေးတွေနဲ့ celebration လေးတွေလည်းတွေ့နေရပါတယ်ကန်ဆာသမားလေးတွေအတွက်အဲ့တော့နောက်တစ်ခုကင်ဆာသမားလေးတွေအနေနဲ့ကပါလဲလို့ပြောတဲ့အခါကျရင်ဒီခုနှစ်လပိုင်းထဲမှာမိမိတို့ရှောက်ချင်သောအရာတွေ မိမိတို့လွတ်ချကျင်သောအရာတွေကိုပြန်ပြီးတော့မှလမ်းတစ်ဖောက်တာမျိုးဘဝအသက်စားရတာမျိုးဒါကြောင့်မို့ခဏပြောတဲ့ relationship ရှိတဲ့သူပေါ့နော်ချစ်သူကြီးစားရှိတဲ့သူတွေကအိမ်တော်တစ်ခုကိုစပြုဖို့ဘဝအသက်စားတင်ရတာမျိုးဖြစ်ကောင်းဖြစ်နိုင်တယ်တချို့အိမ်တော်ရှိတဲ့သူတွေကကြတော့အဲကိုယ့်ရဲ့အဲစီးပွားရေးဒါမှမဟုတ်ရင် ဒါမှမဟုတ်ဘူးဆိုရင်ကိုယ့်ရဲ့အဲဒီအိမ်ထောင်ရေးနဲ့ပတ်သက်ပြီးတော့မှအစာပြူရတာမျိုးပေါ့အဲ့တော့ချိုအကိုတန်းတန်းနေတဲ့သာသမီယရနာ သာသမီယရနာ ချိုကျော်သာသမီယရနာနဲ့ပတ်သက်ပြီးတော့မှဒီလမှာတရင်ထူးတွေကအဲဆက်ကြရတာမျိုးပြီးချိုကျော်လည်းဒီလထဲမှာပဲခလေးမွေးဖွားရတာမျိုးလေးတွေဖြစ်ရှိတတ်ပါတယ်ဒါကြောင့်မို့ကိုက အရင်တုန်းကရှိနေတဲ့ပုံစံကနေနောက်တစ်ခုပုံစံတစ်ခုပြောင်းလဲတာမျိုးပေါ့နော်အလုတ်ကိုင်းဒါမှမဟုတ်ရင်ကိုဟိုရဲ့ခဏပြောမိသားစုပုံစံပြောင်းလဲတာမျိုး တွေဖြစ်တတ်ပါတယ်ချို့ကြတော့ relationship ရှိတယ်ဆိုရင်ကိုယ်ကိုအဲ့ဒီအိမ်တော်ပြုဖို့စတင်ပြီးတော့နေရာတော့ဘွားတူနေဖို့စတင်ရမျိုးတွေတို့ကြောင့်လဲ single single သမားလေးတွေကဒီ join လာတယ်မှာစပြီးတော့မှအချစ်ရင်မြတ်တာရင်းနဲ့ပတ်သက်ပြီးတော့မှကိုယ်ကိုလိုက်ပြီးတော့ propose ထုတ်တာမျိုးလေးတွေခံရတဲ့တဲ့အဲ့ဟာနဲ့ပတ်သက်ပြီးကိုယ်မှ celebrate လုပ်ရတာမျိုးပေါ့နော်အဲ့တော့ချိုးမိသားစုတွေအနေနဲ့ဒီမှာလေးအဲ့လားကလေးနဲ့ဒီ relationship တွေပဲ အင်ဂျူရီတစ်ကပို့ပြီးတော့မှရနေတဲ့ကန်ဆာသမားလေးတွေပေါ့နော်ဆိုတော့ကန်ဆာသမားလေးတွေမိမိတို့ရဲ့ emotion တွေဒီခုနှစ်လပိုင်းအတွက်မှာပါလဲဆိုရင် happy emotion တွေဖြစ်လိမ့်မယ်ကိုယ်အနေနဲ့ emotional security ကခုနှစ်လပိုင်းအတွက်ဆိုရင်ခုနှစ်ခုနှစ်လပိုင်းမှာပို့ပြီးတော့မှအရင်လတွေမှာဆိုရင်ခဲ့တဲ့အရာတွေကဒီလမှာပို့ပြီးတော့မှအမ်လုံခြုံမှုနှွေးထွေးမှုမေတ္တာတရားတွေပို့ရနိုင်လိမ့်မယ် ိုယ့်ရဲ့ emotional security ကခဏလပိုင်းထဲမှာပို့ပြီးတော့မှအာပို့ပြီးတော့မှလုံခြုံနေလို့ခံစားရမယ်ဒါကြောင့်မို့ခဏပြောတဲ့အိမ်တော်ရဲ့အသားကြားထားတဲ့သူတွေကလေးမရှိဘူးဆိုကလေးတရင်ကောင်းကြားရတဲ့အဲဒါကြောင့်ကိုယ့်ရဲ့နေရောက်တူဘဝကနေနောက်ထပ် life တစ်ခုပုံစံမျိုး change change သွားတတ်တယ်အဲဟီးစားရှိတဲ့သူတွေကကို relationship ကနေပြီးမှတကယ် married life ကိုရောက်သွားတတ်တယ်။ single တွေက ဒီလာထဲမှာပဲအဲကိုလာပြီးတော့ propose ထုတ်တာမျိုးပေါ့နော်ကိုရဲ့ single life ကနေပြီးတော့ relationship life တွေကိုစပြီးတော့မှအပြောင်းလဲတွေရောက်တတ်တယ်ပြီးတော့တချို့သူတွေအတွက်က celebration နေနော်ဒီခုနှစ်လပိုင်းမှာကိုပြီးဆုံးသွားတဲ့အရာတွေ project တွေအောင်မြင်သွားတာမိသားစုတွေပြန်ဆုံတာ renew နဲ့ပြန်လုပ်တာကိုရဲ့အောင်မြင်မှုနဲ့ပတ်သက်တာပြီးတော့မှ အပျော်ရွှင်စရာ happy celebration နေဖြစ်တဲ့တဲမိသားစုဆောင်ရတာတုံငယ်ချင်းတွေနဲ့ပြန်ဆောင်ရတာဒါမှမဟုတ်ရင်ကိုတနေရာ project အောင်မြင်လို့မို့ကိုကို celebrate လုပ်ပေးတာကိုရဲ့တခုခုသောအောင်မြင်မှုပြီးဆုံးမှုတွေအတွက် celebration တွေလည်းကြုံရတတ်ပါတယ်ဒီခုနှစ်လပိုင်းထဲမှာအဲ့တော့ဘဝအတိတ်ကိုလည်းစာရတတ်တယ် life path အတိတ်ကိုလည်းကိုစိတ်ကြိုက်ပြောင်းလဲရတတ်တယ်တချို့ကြတော့အဲ့လိုမျိုးမဟုတ်ဘူးကျမကတော့အဲ့လိုမျိုးမရှိဘူးဆိုတော့ချို့လူတွေအတွက်ကဘာလဲဆို ကိုရဲ့အိုးဆက်ပေါ့နော်ကိုတကယ်ကိုမနဲ့ကိုအရင် ကို entire ဖြစ်နေတဲ့ကိုရဲ့အရင် ပုံစံအဟောင်းကြီးကိုခုနလပိုင်းနဲ့မှပုံစံအစ်ပြောင်းလို့မှုစိတ်ရောလူပါပို့ပြီးတော့မှလန်းဆန်းနေတာမျိုးဒါမှမဟုတ်ရင်တချို့လူတွေအတွက်ကဒီ ဝิญဉေးရပိုင်းပေါ့နော်ဒီ spirituality နဲ့ပတ်သက်ပြီးတော့မှအရင်ကို upgrade ဖြစ်သွားတာမျိုးနောက်ထပ်လမ်းအစ်စ်ကိုထပ်ဖောက်ရတာမျိုးတွေလည်းဖြစ်တတ်ပါတယ်ကင်ဆာသမားလေးတွေအနေနဲ့ပေါ့နော်ဆိုတော့ဒါကတော့ကင်ဆာသမားလေးတွေအတွက်ခုနလပိုင်းစာအတွက်အဟောလေးဖြစ်ပါတယ်ရှင်